ဒီကနေ့မတ်လ25ရက်နေ့ဘွိုက်ဆော့မြန်မာသတင်းဌာနရဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်ပုဒ်ကတော့မြန်မာငြိမ်းချမ်းရေးဆွေးနွေးပွဲစကားဝိုင်း peace.2025 ရဲ့ဒုတိယနေ့ကိုဒီကနေ့နေပြည်တော် MICC2 မှာရှိတဲ့မြို့သားစည်းလုံးညီညွတ်မှုနဲ့ငြိမ်းချမ်းရေးပုံဆောင်မှုဘုတ်ဌာနမှာဆက်လက်ကျင်းပနေပါတယ်နေပြည်တော်မှာ၃ရက်ကြာကျင်းပပြုလုပ်နေတဲ့ peace.2025 ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲရဲ့ပထမနေ့မှာတော့ပြည်ပကရှင်းချရေးနဲ့ပြစ်ခတ်တိုက်ခိုက်မှုရစဲရေး လုပ်ငန်းစဉ်တရဖြစ်ပေါ်ရေးတို့ကိုအစုအဖွဲ့တစ်ကဆွေးနွေးခဲ့ကြသလိုအစုအဖွဲ့နှစ်ကတော့ငင်းငယ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဂျိုးပန်းရာမှာစီဝါရေးဖွံ့ဖြိုးတိုးတက်မှုရဲ့အရေးပါတဲ့ကဏ္ဍတွေကိုအတီးတီးဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ငင်းငယ်ရေးဆွေးနွေးပွဲစကားဝိုင်းရဲ့ဒီကနေ့မတ်လ25ရက်နေ့ဒုတိယနေ့မှာဆိုရင်တော့2021ခုနှစ်နောက်ပိုင်းနိုင်ငံရေးအပြောင်းအလဲနဲ့ငင်းငယ်ရေးဖြစ်စဉ်ပေါ်တက်ရောက်မှုတွေအပါအဝင်နိုင်ငံတကာဆက်ဆံရေးဒေသတွင်းနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြမငင်းငယ်ရခိုင်ကဏ္ဍအဆရှိတဲ့အကြောင်းအရာတွေကိုဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒုတိယတစ်ပုတ်အနေနဲ့အမျိုးသားရေးလှုပ်ရှားသူဦးမင်းစွေခေါ်ငားမင်းစွေကိုဒီကနေ့မလ25ရက်နေ့မှာအင်းစိန်ထောင်တွင်တရားရုံးကပုံမှန်905ကာကြီးနဲ့အလုတ်ကျန်းတဲ့ထောင်ထဲသုံးနှစ်ချမှတ်လိုက်တယ်လို့ရှေ့နေတွေစီကနေသိရပါတယ်။ငားမင်းစွေကိုသူ့ရဲ့ Facebook စာမျက်နှာမှာတင်တဲ့အစားသားတွေရုပ်သံဖိုင်တွေနဲ့ပတ်သက်ပြီးဖန်ဆီးခဲ့တာဖြစ်ကြောင်းဖန်ဆီးပြီးလေးလာကြော်ကြာမှာမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ ငါးမင်းဆွေကို2024ခုနှစ်နိုဝင်ဘာ9ရက်နေ့မှာမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ဖက်ကလေးရွာဘူဂျိုလန်းကနေအိမ်မှာဖမ်းဆီးခဲ့တာဖြစ်ကြောင်းရန်ကုန်တိုင်းလိုင်မြို့နယ်ရေစခန်းမှုကတရားလိုပြုလုပ်တိုင်တန်းကအမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်စံကားမြို့စံကားရင်ဒေသရှိစေဘေးချောင်6တောင်ကျော်ဟာလက်ရှိအချိန်မှာစားနယ်ရိက္ခာနဲ့စီဝါအဝေးစားတွေရေးပေါ်လိုအပ်နေတဲ့အတွက်ပအဝင်ကူညီလှူဒန်းပေးကြသည်လို့ကြောင်းစေဘေးချောင်ရေးကူညီနေသူတွေကပြောပါတယ်။ စံကားရင်းတလျှောက်ရှိစီဘေးချောင်စကန်တွေမှာစီဘေးချောင်၄တောင်ကျော်ဟာရောက်ရှိခိုးလုံနေကြသလိုနေအိမ်၅ရင်းနေထိုင်သူတွေ၊ဂိုဒေါင်တွေ၊ဝယ်ယုံတွေမှာနေထိုင်ကြသူတွေ၂000ကျော်ရှိနေပြီးတော့လက်ရှိမှာရိတ်ခါမလုံလောက်မှုအပြင်တောက်သုံးရေမလုံလောက်မှုတွေပါကြုံတွေ့နေရတယ်လို့သိရပါတယ်။နောက်တစ်ပုဒ်ကတော့အလုံသမားဝန်ကြီးဌာနအနေနဲ့အလုတ်ခေါ်တာအစ်စ်တင်ရမယ့်အလုံသားဥယေကိုနိုင်ငံအလိုက်ခွင့်ပြုကြေညာပေးလျက်ရှိရမှာကိုရီးယားနဲ့စင်ကာပူကိုဆေးလွတ်တဲ့လုံသားဥယေအတွက်ကိုလည်းအကန့်အသတ်နဲ့သာခွင့်ပြုသွားမှာဖြစ်တယ်လို့အသိပေးကြေညာထားပါတယ်။ မနေ့မလ24ရက်နေ့မှာကိုရီးယားနိုင်ငံအတွက်အလုတ်ခေါ်တာအစ်တင်ပြမဲ့အေဂျင်စီတွေကိုအလုတ်သမား၁၀ရောက်အတွက်သာအလုတ်ခေါ်တာတင်ခွင့်ပေးတော့မှာဖြစ်တယ်လို့ကြေညာခဲ့တယ်လို့ဒီကနေ့မလ25ရက်နေ့မှာလည်းစင်ကာပူနိုင်ငံအတွက်အလုတ်ခေါ်တာကို၅ရောက်သာခွင့်ပြုပေးမယ်လို့အတည်ပြုထားပါတယ် နောက်ဆုံးတစ်ပုဒ်ကတော့ရိုးရာမွေးနေ့ဖြစ်တဲ့လက်မှုလုပ်ငန်းတွေနဲ့အသက်မွေးဝမ်းကြောင်းပြုနေကြရတဲ့အင်တိုင်းရင်းသားလူမျိုးတွေဟာလက်ရှိမှာတော့ပြည်တွင်းပြည်ပခီးသွွားဧည့်သည်ဝင်ရောက်မှုနေပါလာတာနဲ့အတူလက်မှုလုပ်ငန်းလုပ်ကင်သူတွေတဖြည်းဖြည်းနေပါလာနေပြီဖြစ်တယ်လို့သိရပါတယ်။2019ခုနှစ်ကငွေရေလုပ်ငန်းလုပ်ကင်သူ80ကျော်ရှိခဲ့ရမှာလက်ရှိမှာတော့အယောက်20ကျော်သာကျန်ရှိတော့သလိုအဲ့ဒီလုပ်ကင်သူတွေကလည်းစာဝေးနေရေးအတွက်ငွေရေလုပ်ငန်းတစ်ခုတည်းနဲ့မလုံလောက်တာကြောင့်တခြားလုပ်တွေပါပူရဲလုပ်ကင်နေရတယ်လို့ဆိုပါတယ်။ ွေပရင်လုပ်ငန်းတစ်ခုတည်းနဲ့ရက်တည်ဖို့မလဲဘူးတော့တဲ့အတွက်အခြားလုပ်ငန်းတွေကိုပြောင်းရွှေ့လုပ်ကင်နေကြရသူတွေလည်းအများပြားရှိနေပြီဖြစ်သလိုလက်မှုလုပ်ငန်းပြန်လည်နယ်လန်ထူရန်မလွယ်ကူတော့တဲ့ရိုးရာမွေနဲ့ပျောက်ကွယ်မဲ့အရေးကိုစိုးရိမ်နေကြရပြီဖြစ်ပါတယ်။ Voice of Myanmar ကိုကြီးစုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။